မင်္ဂလာပါရှင် MBA Pocket Season ကနေပရိသတ်အားလုံးကိုလှိုက်လဲစွာကြိုဆိုပါရစေ။ကျမရှင်ကြီးမမင်္ဂလာပါကျွန်တော်ကတော့ Kieran နိုင်ပါဒီနေ့လည်းမရှင်ကြီးနဲ့အတူစိတ်ဝင်စားစရာအမှန်တကယ်အရေးကြီးတဲ့အကြောင်းအရာလေးတစ်ခုကိုဆွေးနွေးတင်ဆက်ပေးသွားမှာဖြစ်ပါတယ် ဟုတ်ကဲ့ပါခင်ရနိုင်ရေဆိုတော့ဒီနေ့ကျမတို့ပြောပြမယ်အကြောင်းအရာကတော့နိုင်ငံရေးအလဲပိုင်းအညာဒေတာဖြစ်တဲ့စကိုင်းတိုင်းပေါ့နော်ဒီဒေတာမှာမကြခင်ကလှုပ်ခတ်သွားခဲ့တဲ့ဒီငလျင်ကျောင်းနဲ့ပေါ့နော်အဲ့ဒီဒေတာကဒေတာခံတွေရဲ့အခြေအနေတွေကိုဆွေးနွေးသွားမှာဖြစ်တယ်ပေါ့ဆိုတော့ဒီကျောင်းနဲ့ပတ်သက်ပြီးတော့ဆိုလို့ရှိရင် Center for အညာ Study ဆိုတဲ့အဖွဲ့အစည်းကနေပြီးတော့အစီရင်ခံစာတစောင်ထုတ်ပြန်ထားတာကိုလည်းအမတို့တွေ့ရတယ်လေဟုတ်ပါရဲ့အမရဲ့အစီရင်ခံစာရဲ့နာမည်ပြည့်စုံကစကိုင်းတိုင်းငလျင်တန်းတက်ရောက်မှုနဲ့လိုအပ်ချက်ဆန်းစစ်ချက်ပေါ့နော် စနက်ဖော်အညာစတာတွေကထုတ်ပြန်တာဖြစ်ပြီးတော့သူတို့အဖွဲ့ကြီးအကြောင်းကိုလည်းကျွန်တော်အရင်ဆုံးနည်းနည်းလောက်ပြောပြခြင်းပါတယ်။အညာဒေတာမှာအခြေစိုက်ပြီးတော့မှလွတ်လွတ်ပြီးဗမ်းမလိုက်တဲ့အဖွဲ့လေးတခုပါ။အခွင့်အရေးရှုပ်ဖောက်တာတွေကိုမှတ်တမ်းတင်ဆောင်ရွက်တာလူခွင့်ရေးစကားဝိုင်းတွေကျင်းပတာအသွင်ကူးပြောင်းရေးကာလတရားမျှတမှုနဲ့ပတ်သက်ပြီးတော့မှသူတနာရေးသားခြင်းတွေကိုလည်းလှုပ်ဆောင်ပါတယ်။ဒါ့အပြင်ဒီလိုသဘောအဘေးအန္တရာယ်လိုမျိုးအရေးပေါ်အခြေအနေမှာလည်းဒေတာခန့်တွေဘာတွေလိုအပ်နေလဲဆိုတာကိုစကိုင်းမျိုးပေါ်မလင်းနဲ့ခန်းစားခဲ့ရတဲ့ ရက်ွက်စစ်လေးခုမှာစစ်တမ်းကောက်ယူပြီးတော့မှလေးလာဆင်းဆက်ထားတာဖြစ်လို့မှန်မှန်ကန်ကန်သိအောင်ကူညီပေးနေတဲ့အဖွဲ့ကောင်တွေတခုပါဆိုတော့ဒီစီငယ်စာကဒါပို့ပို့ဆာဆာထုတ်ပြန်ထားတဲ့အရာတော့မဟုတ်ဘူးပေါ့နော်တကယ်ကိုမြေပြင်ခြေနေတွေကိုသူကဆန်းစစ်ပြီးတော့မှရလာတဲ့အချက်လက်တွေကိုအခြေခံထားတဲ့သဘောကိုမြင်ရတယ်ပေါ့ဆိုတော့ဒီငလင်တန်သင်းတဲ့ဒေသခံတွေရဲ့အခြေအနေရောဘယ်လိုရှိနေလဲလက်တလုံးမှာကျမတို့ကြားနေရတဲ့အခြေအနေတွေကတော့တကယ်ကိုမှစိတ်မကောင်းစရာအခြေအနေတွေပဲလीဟုတ်ပါတယ်မအေးတကယ်ကိုပဲစိတ်မကောင်းစရာအခြေအနေပါပဲ တစ်မျိုးလုံးလဲချစ်စရာခံနေနီးပါးကျော်လောက်ပြည့်စည်သွားတယ်ဆိုတော့လေငလျင်နဲ့ကြောင်းဒေသခံတွေရဲ့ဘဝတွေအတော်လေးကိုထိခိုက်သွားခဲ့ရလို့ဒီစီယံခံစားမှလည်းပြောထားပါတယ်အိမ်ထောင်စု4900ကျော်လောက်ထိခိုက်ခံစားခဲ့ရတယ်ပြီးတော့မှအဆောက်အဦကလည်း2300နီးပါးလောက်ပြည့်စည်ခဲ့ရဆိုတော့တော်တော်လေးကိုအပြည့်စည်များခဲ့ရပါတော့အရေးပေါ်အသက်ရှင်သင်ရဲ့အတွက်လိုအပ်ချက်တွေကလည်းအကြီးအကျယ်ကိုရှိနေရပါဒီစီယံခံစားမှဆိုရင် KCA ပြည့်စည်ပြီးဘလောက်မြန်မြန်ဆန်ဆန်ရောက်လဲဆိုတာကိုပြထားတဲ့ဇာတ်လေးတောင်ပါပါတယ် အကူညင်တွေကအချိန်နဲ့တပြင်းချင်းရဖို့ဘလောက်တောင်အရေးကြီးတယ်ဆိုတာကိုမိမောင်းထိုးပြနေရပါပဲဟုတ်ပါတယ်မောင်လေးဆိုတော့ဒီလိုမျိုးတဘာဝဘေးအန္တရာယ်ကိုပေါ့နော်အရေးပေါ်အနေနဲ့ရင်ဆိုင်နေရတဲ့အခြေအနေမှာဆိုလို့ရှိရင်အချိန်ဆိုတာကတကယ်ကိုမှအရေးကြီးတယ်ပြည်သူတွေတက်အချိန်ကအသက်ပဲကွာဆိုတော့အဲ့ဒီလိုမျိုးအရေးပေါ်အခြေအနေလိုအပ်နေတဲ့အချိန်မှာပစ္စည်းတွေပေါ့အဓိကကပြည်သူတွေအနေနဲ့အရေးပေါ်လိုအပ်တဲ့ပစ္စည်းတွေအဲ့ဒါတွေကအဓိကအနေနဲ့ဆိုရင်ဘာတွေဖြစ်နေမလဲဆိုတော့ဒီကျမတို့ရဲ့ဒီ MPA pocket ကိုနားထောင်နေတဲ့ပြည်သက်တွေသိရအောင်လို့ရှင်းပြပေးပါဦးမောင်လေးရဲ့ အရေးပေါ်လိုအပ်နေတဲ့ပစ္စည်းတွေကတော့အများကြီးပဲပေါ့နော်ဒီထဲမှာဆိုရင်အတိကအတိကအရေးကြီးဆုံးဖြစ်တဲ့လောင်စာဆီတို့ပြီးလို့ရှိရင်ဒီမီးရာလည်းပြတ်သွားလေနော်ဆိုတော့ကျွန်တော်တို့ဆိုလာမီးအိမ်တို့ပြီးလို့ရှိရင်ကျန်းမာရေးဝန်ဆောင်မှုတွေအခုဆိုဆင်းရုံတွေလည်းအကုန်နှီးပါးလောက်ပြတ်သွားတယ်ဒါကြောင့်မလို့ကျန်းမာရေးစောင့်ရှောက်မှုအတွက်ကိုလည်းလိုအပ်ပါတယ်ပြီးတော့အိမ်သားတွေပြီးလို့ဒီတန့်ရှင်းတဲ့ရေရဖို့ဆိုတာကလည်းကျွန်တော်တို့ကအရင်အရေးကြီးရပါရှင်အသက်ကတမနဲ့ပဲလေနော်ကျွန်တော်တို့ဆိုတော့ပြီးတော့စာနေရိတ်ခါတွေနေထိုင်ဖို့အတွက်ခလုံးဖို့အတွက်ဒီ တဲတယ်ပေါ့နော်အဓိကရှက်တာလေလို့ပြောမှာပေါ့ရှက်တာတွေနဲ့ပြီးတော့ငွေသားအကူအညီတွေလည်းလိုအပ်နေရပေါ့အင်းဒါဆိုတော့ဒါတွေဟာလေတကယ်ဆိုရင်ဒါလူတစ်ယောက်ရှင်သန်မှုအတွက်ကိုအခြေခံလိုအပ်တဲ့အရာတွေပဲเนาะမောင်လေးဆိုတော့စဉ်းစားကြည့်မယ်ဆိုလို့ရှိရင်ကျမတို့ရဲ့ပြည်သက်တွေကကိုယ့်ရဲ့အိမ်တွေပြိုသွားမယ်နေစရာနေရာတွေမရှိတော့ဘူးဆိုရင်ဘယ်လိုခံစားရမှာလဲပေါ့နောက်တစ်ခုကဆိုလို့ရှိရင်တန်ရှင်းတဲ့ရေမရှိတော့ဘူးဆိုရင်ရောဘယ်လိုဖြေရှင်းကြမလဲ နောက်ထပ်ဆိုးတာကစားစရာပေါ့အဲ့ဒီစားစရာတွေမရှိတော့ဘူးဆိုရင်စားတော့ရေအတွက်ဘယ်လိုတွေဖြည့်ရှင်းနေထိုင်ကြမှာလဲပေါ့နော်ဆိုတော့အမောင်ထဲမှာဒီဆိုလာမီလီတောင်မရှိတဲ့အခက်ခဲရောဘလူရီတောင်မှရင်ဆိုင်ကြုံတွေ့နေရမှာလေပေါ့ဆိုတော့ဒီဟာတွေကို တကယ်ကိုမှလိုအပ်နေတာဖြစ်တဲ့အတွက်ဟိုဘလူမျိုးတွေဖြည့်ရှင်းချမလဲပေါ့လေမောင်လေးဟုတ်ကဲ့မှန်ပါတယ်မဟုတ်ဒီလိုလိုအပ်ချက်တွေပြည့်မှုမှုအတွက်လဲဘာတွေလှုပ်ဆောင်တဲ့နယ်ဆိုတာကိုဒီအစီရင်ခံစာကအကြံပြုချက်9ချက်နဲ့ကိုပေးထားပါတယ် ဒါတွေကတကယ်လက်တွေ့ကြပြီးတော့မှအရန်ကိုလည်းအရေးကြီးပါတယ်။อืมဆိုတော့ဒီဥစ္စာကမောင်လေးပြောဆိုလို့ဆိုရင်တကယ်ကိုအရေးကြီးတဲ့အချက်တွေဖြစ်တယ်ဆိုတော့နံပါတ်1အချက်အနေနဲ့ဆိုလို့ရှိရင်တို့ကဘာတွေကိုအကြံပြုထားလဲမောင်လေး။နံပါတ်1အချက်အနေနဲ့အကြံပြုထားတာကတော့ဒေတာတွေမှာပထမအဦးဆုံးတုံ့ပြန်သူတွေကိုထောက်ပံ့မှုပေါ့နော်။ဆိုလိုတာကဒီငလျင်ဘေးတင်တဲ့ဒေတာတွေမှာအရင်ဆုံးရောက်ရှိပြီးတော့မှအကူအညီကိစ္စရေးတွေလုပ်နေတဲ့ဒေတာခံလူမှုအဖွဲ့အစည်းတွေ၊ကွန်ရက်တွေကိုရံမွေတွေနဲ့လိုအပ်တဲ့ပစ္စည်းတွေ ဥစားပေးထောက်ပံ့ပေးပါလို့ပြောထားတာပေါ့ဘာလို့လဲဆိုတော့တခြားဒီငလျင်ပထမဦးဆုံးစဖြစ်ကလေးကဒီမှာရှိနေတဲ့လူမုံအဖွဲ့ကြီးကပဲအရင်ဆုံးအကူအညီနဲ့ပေးခဲ့တာသူကဆိုတော့ပြီးတော့ဒီလူတွေကပဲကိုယ့်ရဲ့သားအကြောင်းကိုသူတို့ကပဲအတိဆုံးပဲမို့လို့တခြားလူတွေနဲ့ဆက်လို့ရှိရင်တော့အထီရောက်ဆုံးကူညီနိုင်တဲ့လူတွေပဲလေနော် ဒါပေါ့ဒါပေါ့ဆိုတော့ဒီအဝေးကနေလာပြီးကုရာထက်ဆိုင်ရင်အဲ့ဒီမှာရှိနေပြီးသားရှိရင်းဆွေးအဖွဲ့အစည်းတွေနဲ့နောက်တစ်ခါဒေတာခံတွေပေါ့နော်ဒီဒေတာခံတွေနဲ့ရင်းနှီးပြီးသားလူမှုအဖွဲ့အစည်းတွေကသာပူးပေါင်းပြီးတော့လှုပ်ဆောင်မယ်ဆိုရင်ပို့ပြီးတော့ထိရောက်တဲ့လုပ်ငန်းစဉ်တစ်ခုဖြစ်မှာလို့ဆိုရမှာပေါ့နော်ဆိုတော့နံပါတ်1အချက်အနေနဲ့ဆိုရင်ရောဒီအဖွဲ့ကဘာတွေအကြံပြုထားလဲမောင်လေးနံပါတ်1အချက်အနေနဲ့အကြံပြုထားတာကကြတော့လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကိုဒီ NDA ကင်းကင်းနဲ့အမှန်တကယ်ဒုက္ခရောက်နေတဲ့လူတွေစီကိုတွားခွင့်ရဖို့အတွက် ဆိုတဲ့ကိစ္စပေါ့နော်ငလီနယ်ကိုအဆိုးအဆုံးခံခဲ့ရတဲ့မြို့နယ်တွေစီကိုအကူအညီပစ်စီတွေဆေးဝါးတွေကိုအာအတားအဆီးမရှိပဲရောင်းနိုင်ဖို့ပေါ့နော်အဓိကဒီကာလမှာကြာတော့တွားရေးလာရေးကကြာတော့အတော်လေးကိုခက်ခဲရပါဘို့ဆိုတော့ဂျာကန်ဖွဲ့စည်းကိုရကိုယ်တိုင်မတွားနိုင်မှုရှင်တောင်းဂျာကန်ဖွဲ့စည်းကနေတဆင့်ပြီးတော့အရက်ဖက်ဥဆောင်တဲ့လမ်းကြောင်းတွေကနေတွားခွင့်ရဖို့တိုက်တွန်းထားတာပါ အခုညနေရောက်ဖို့ကအဓိကပဲလေနော်ကျွန်တော်တို့ကသွားတယ်လမ်းခီးတွေမှာပစ္စည်းကအရန်ကြာသွားတာမျိုးဖြစ်တယ်ဆိုလို့ရှိရင်လည်းအမှန်တကယ်ဒုက္ခရောက်နေတဲ့လူတွေကဘယ်လိုဖြစ်သွားမလဲဆိုတာကလည်းဒီနည်းနည်းစဉ်းစားကြရဖြစ်တာပေါ့အဲဟုတ်တာပေါ့မောင်လေးရဲ့ဆိုတော့ဒီကျမကြီးနဲ့ဆိုင်တဲ့အထောက်ကူပစ္စည်းတွေပေါ့ဆေးဝါးတွေဒီဟာတွေကတကယ်ကိုမှအကူအညီလိုအပ်နေတဲ့ပြည်သူတွေစီကိုရောက်ဖို့တကယ်ကိုအရေးကြီးဆုံးပဲကွာအဲဆိုတော့နံပါတ်3ချက်အနေနဲ့ကောဒီအဖွဲ့ကဘယ်လိုမျိုးအကြံပြုထားလဲမောင်လေး နံပါတ်3အချက်ကကြတော့အရေးပေါ်ခုံလုံးတဲ့နေရာနဲ့စားနေရိတ်ခါရဲ့ပံ့ပိုးဖို့ဆိုရတာပေါ့နေအိမ်တွေပြိုသွားလို့နေရာပြောင်းရွှေ့နေရတဲ့မိသားစုတွေအိမ်တွေပြက်စီသွားပေမဲ့တခြားဆွေမျိုးသားချင်းတွေမှာလည်းသူတို့ကိုယ်တိုင်လည်းပြက်စီသွားတယ်။ဒါကြောင့်သွားကြံနေရလုံးဝမရှိတော့ဘူး။ရှိရင်ဆွေးနေရမှာပဲနေနေရတဲ့အတွက်ကိုယာယီတွေးတွေရွက်ပြင်တွေကအမှန်တကယ်ကိုသူတို့လက်ရှိနေထိုင်ဖို့အတွက်ယာယီအထောက်အကူဖြစ်နိုင်တာပေါ့နော်။ပြီးတော့ အစားအသောက်အတွက်အဓိကအခြေခံစားစရာတွေဖြစ်တဲ့ဆန်တို့လို၊စီတို့လို၊ရေပြီးလို့ရှိရင်ဒီစားတွေပေါ့နော်အဲ့အရာတွေကိုလည်းချက်ရှင်ဆွတ်သလိုပေးပို့ဖို့အတွက်လိုတာပေါ့နော်စဉ်းစားကြည့်လေမရဲ့ဘေးဒဏ်ကြားရေးကနေနေစရာစားစရာတောင်အခက်အခဲဖြစ်နေရတာဘလောက်တောင်ဆိုးလဲပေါ့နော်ဒါတွေကတကယ်ကြားရတာရင်ထဲဥမကောင်းနော်ဆိုတော့ဒီလိုမျိုးအခြေခံလိုအပ်ချက်တွေကချက်ချင်းမရဘူးဆိုလို့ရှိရင်တတော်ကောင်မှဒုက္ခရောက်မယ့်အခြေအနေပေါ့လေဆိုတော့သူတို့အနေနဲ့ဆိုရင်ကျမကြီးကဏ္ဍတော်ကဘယ်လိုမျိုးကြံပြူထားလဲ ကျမ်းမာရေးကဏ္ဍအတွက်ကကြတော့မရှိမဖြစ်လိုတဲ့ကျမ်းမာရေးဝန်ဆောင်မှုတွေကိုအတိအကျရဖို့ပေါ့နော်။ဒဏ်ရာနေတဲ့သူတွေအတွက်စစ်ကူတာမုံနဲ့တဘွားဘဲရန်တွေအကြောင်းစိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားရသူတွေအတွက်ပေါ့နော်။ဒဏ်ရာသူတွေဆိုလို့ရှိရင်လည်းဒီရက်ကြရှည်ထားလို့မရဘူး။ဘာကြောင့်လဲဆိုတော့ဒီပိုးတွေဝင်သွားမယ်။အဲ့အဲ့အတွက်ကိုကျွန်တော်တို့ကာကွယ်ရှေ့ရလဲထိုးဖို့လိုအပ်တယ်။ပြီးတော့ဒီတဘွားဘဲရန်တွေအကြောင်းဒီကျွန်တော်တို့ငလျင်လှုပ်တယ်ဆိုတာကျွန်တော်တို့ရှိမှရှင်နည်းနည်းလေးပဲခံခဲ့ရ။ဒါပေမဲ့အခုအချိန်ထိတောင်မှ အောင်ကလျင်ထက်လှုပ်ပြီးတော့မှငါတို့အိမ်တွေထက်ပြိုကြမလားဆိုတဲ့စိုးရင်စိတ်တွေရှိနေရပေါ့ဆိုတော့မြေပြင်မှာအမှန်တကယ်ဒီငလျင်နိုင်ကိုခံစားခဲ့ရတဲ့လူတွေဆိုလို့ရှိရင်အခုထက်ဒီတောင်မှဒီအကြောက်လန့်ကတော့လုံးဝပြေမှာမဟုတ်ပါဘူးဒီကာလတစ်ခုတည်းမဟုတ်ဘူးနှစ်ရှည်တောင်မှဖြစ်သွားနိုင်တာပေါ့နော်ဆိုတော့ဒီကိစ္စရနဲ့ပတ်သက်ပြီးတော့မှပြည်သူတွေကိုစိတ်ကြံပါရအထောက်ပံ့နေပေးဖို့လိုတယ်လို့လည်းပြောထားပါတယ်အထူးသဖြင့်ဆိုလို့ရှိရင်စကိုင်းမြို့ပြင်ဘက်ကဒီ KCS scan တွေယာယီခိုလုံဖို့နေရာတွေပြီးတော့လှည့်လည်ပြီးတော့မှစစ်ကူတာမန်အဖွဲ့လို့ဖော်ပြထားပါတယ် ဆိုတော့ဒီလိုမျိုးဖြစ်စိုးတွေကြုံလာပြီဆိုလို့ရှိရင်ပေါ့နော်လူတွေရဲ့စိတ်ပေါ့အဲ့ဒီစိတ်ပိုင်းဆိုင်ရာကဘယ်လောက်ထိထိခိုက်မလဲဆိုရင်စဉ်းစားကြည့်လိုက်ဆိုတော့မောင်လေးပြောပါသလိုပေါ့ငလင်ကလှုပ်သွားတာပြီးခဲ့တဲ့တလားကြော်ကလေးอ่ะဒါပေမဲ့လက်ရှိချိန်นี้เนเน่หลုတ်ပြီဆိုတာ ਨੇ ငါတို့တွေက ထပ်ပြိုတော့မှလားအိမ်တွေငါတို့ထိခိုက်တော့မှလားဆိုရယ်စိုးရင်ပူပန်မှုတွေကလည်းရှိရည်လीเนาะဆိုတော့ဒီဒီဟာတွေပေါ့စိတ်ပိုင်းဆိုင်ရာအတွက်ကိုလည်းထဲတင်းစဉ်းစားဖို့လိုအပ်တယ်ပေါ့လीဆိုတော့ဒီအဖွဲ့ပေါ့เนาะအာဒီ Center for Anya Study ကနေပြီးတော့နောက်ထပ်အကြံပြုထားတာကတော့ပါရှိဦးမလဲမောင်လေးဒီအစိုးပိုင်းပြန်လဲထူထောင်ရေးကိုအဓိကအားဖြည့်ရမယ်လို့သူကဆိုထားတာပါဒါကရည်ရှည်အတွက်အရေးကြီးတာပေါ့เนาะအပြည့်စည်တွေဂျာကနေပြန်လဲထူထောင်ဖို့ယာယီနေစရာစောက်တဲ့ပြည့်စည်တွေပြီးတော့မှအိမ်ဆောက်တဲ့ပြည့်စည်တွေထောက်ပံ့ဖို့လိုအပ်ပါတယ် ဒေသခံတွေနေအိမ်တွေနဲ့အများပြည်သူအဆောင်ဝင်တွေပြန် ပြင်လာပြီးတော့ပြန်ဆောက်တာတွေပါဝင်ရင်လောက်အခပြန်ပေးရ cash for worker ဒီအိမ်ကိုကိုယ်အိမ်ကိုကိုဆောက်မယ်ပြီးလို့ရှိရင်အဲ့လူတွေကိုပဲကျွန်တော်တို့ကပတ်စံပေးတဲ့အစီအစဉ်လိုမျိုးပေါ့နော်ရင်းနှီးမြှုပ်နှံဖို့အတွက်လည်းအကြံပြုထားတာပါဒါမှလည်းပဲဒီဒေသခံတွေကဝင်ငွေပြန်ရပြီးတော့မှလည်းကိုယ်ဒေသကိုလည်းကိုယ်တိုင်ပြန်ဆောက်တယ်လို့ဖြစ်သွားမှာပေါ့နော်อืมဆိုတော့ဒီအချက်ကတော်တော်ကောင်းတယ်လို့ပြောရမယ်နော် ကိုအားကိုကိုပြီးတော့ပြန်ထူထောင်နိုင်တယ်လို့မျိုးပေါ့လေပြောရရင်တော့ကိုအားလည်းကိုထောင်ထူထောင်နိုင်နေတော့ကဒီဝင်ငွေလည်းပြန်ရမယ်ပေါ့ပြောရရင်เนาะဆိုတော့ဒီအကြံကတော်တော်ကောင်းတယ်လို့ဆိုရမယ်နောက်ထပ်6ချက်မြောက်နေတဲ့သူတို့ဘယ်လိုမျိုးအကြံပြုထားသေးလဲမောင်လေး6ချက်မြောက်မှာကျတော့အဓိကဒီထိခိုက်လွယ်တဲ့အုပ်စုတွေပေါ့เนาะအဲဒီထိခိုက်လွယ်တဲ့အုပ်စုတွေကိုဘယ်ဖွဲ့စည်းကကုညင်ကစေတွေလှုပ်လှုပ်အဓိကအမျိုးသမီးတွေပြီးလို့ရှိရင်ကလေးတွေတက်ကြီးရုံနဲ့မတွန်ဆင်းလို့မျိုးပေါ့เนาะ ဘေးအန္တရာယ်တင့်နေခြင်းမှာအားနည်းတဲ့လူတွေပေါ့နော်အဲ့လူတွေကိုကျွန်တော်တို့ကမမေ့ဖို့လိုပါတယ်သူရဲ့လိုအပ်ချက်တွေကိုအထူးထစ်သွင်းစဉ်းစားဖို့လည်းလိုတယ်ဥမာအမျိုးသမီးတွေပဲထားလိုက်ပါဆိုကျွန်တော်တို့အမျိုးသမီးတွေဆိုလို့ရှိရင်အပုံမှန်အပြည့်အမျိုးသားတွေကဒီကျွန်တော်တို့ဘောင်းမွေရှိရပြီးလို့ရှိရင်အင်ဂျီရှိရဆိုရင်အဆင်ပြေချက်ချင်းဆိုလို့အဆင်ပြေနိုင်တယ်ပြီးလို့ရှိရင်နောက်တစ်ခုကအမျိုးသမီးတွေမှာစိတ်ပိုင်းဆိုင်ရာလုံခြုံမှုပေါ့နော်ဘာမှနေစရာကျွန်တော်တို့ကမရှိတော့တဲ့အချိန်မှာအမျိုးသမီးရဲ့အနေနဲ့ အာပို့ပြီးတော့မှဒီအဝတ်စားလှဲတာစပြီးလို့ရှိရင်ဒီပြီးရဲကာလာရဲ့ရှိမှအဲ့ကာလာရဲ့အတွက်လည်းပို့ပြီးတော့မှဒီပြင်ဆင်ဖို့အတွက်အများကြီးလိုအပ်တာပေါ့နော်ပြီးလို့ရှိရင်နောက်တစ်ဖက်မှာဒီမတန်ဆွင်းတဲ့အတွက်ပေါ့နော်မတန်ဆွင်းတဲ့နဲ့တက်ကြည်ရိုးတွေဆိုရင်လည်းကိုယ်တိုင်မသွားလာနိုင်တဲ့လူတွေရှိမှပြီးလို့ရှိရင်အဲလှုပ်ရှားဖို့အတွက်နည်းနည်းပုံမှန်လူတွေထက်ခက်ခဲတဲ့လူတွေလို့ပြောရမှာပေါ့နော်အဓိကခွန်အားသုံးရတဲ့ကာလာလည်းဖြစ်တာဟုတ်ဒီကာလာမှာတက်ကြည်ရိုးတွေဆိုရင်လည်းအဲ လူထုံမပဲထားနိုင်တဲ့တက်ကြွေတွေရှိမှန်းဆိုတော့အဲ့အပိုင်းတွေမှာတော်တော်လေးကိုဒီလူတွေကိုမမေ့ဖို့အတွက်ကျွန်တော်တို့ကအရေးကြီးတာပေါ့အဲဆိုတော့ပြီးတော့ရှင်အမျိုးသမီးရဲ့ပုံဖြစ်လာနိုင်တဲ့အကျန်းဖတ်မှုတွေကိုလည်းအကာအကွယ်ပေးဖို့လိုတယ်ဒီကဒီလိုမျိုးအကျန်းဒီလိုမျိုးဘေးရန်တွေဖြစ်တဲ့နေရာတွေပြီးလို့ရှိရင်တိုက်ပွဲတွေဖြစ်တဲ့နေရာတွေမှာကအဓိကပြစ်မှတ်ထားခံရတာကအမျိုးသမီးရဲ့ဖြစ်တဲ့အတွက်ကိုသူတို့အကာအကွယ်ပေးဖို့ထိခိုက်ခံရရင်လည်းပဲသူတို့အတွက်ပြန်လဲထူထောင်ရေးအတွက်ဘယ်လိုမျိုးလုပ်မလဲအဲ့လိုစနစ်တွေကိုလည်းအကြံပြုထားတာတွေ့ရပါတယ်။อืม ဆိုတော့ဒီဘေးဒဏ်တင်တဲ့ဒီဒေတာတွေပေါ့နော်ဒီလိုမျိုးဒုက္ခတွေကြားထဲမှာတော့မှအားနေတဲ့သူတွေကပို့ပြီးတော့ခံရနိုင်တာပဲလေဆိုတော့ဒီလိုမျိုးသူတွေအတွက်ကိုမှပို့ပြီးတော့တွေးပေးတယ်ဂယူဆိုင်ပေးရတယ်ဆိုတာတွေကပို့ပြီးတော့ကိုလှုပ်ဆောင်တင်တဲ့အရာတွေပဲလေဆိုတော့နောက်ဆုံးတစ်ချက်အနေနဲ့ကောသူတို့ကဘာတွေအကြံပြုထားသေးလဲမောင်လေးနောက်ဆုံးအချက်အနေနဲ့ကတော့သူတို့ဒီဆက်သွေးရဲ့ကွင်ရက်တွေပေါ့နော်အဓိကကျွန်တော်တို့ဒီငလျင်လှုပ်လိုက်တဲ့အချိန်မှာဆက်သွေးကွင်ရက်တွေအကုန်လုံးဖုန်းလိုင်းတွေရောကျွန်တော်တို့အကုန်လုံးပြတ်စီသွားတယ်ဆိုတော့ ဒီဟာတွေကိုငလျင်ဘေးဒဏ်တင်တဲ့ဒေသတွေမှာဘာတွေဖြစ်နေလဲပြီးလို့ရှိရင်ဘလို့အကူအညီတွေရနိုင်လဲဆိုတဲ့တည်င်းအချက်လက်တွေမြန်မြန်ဆန်ဆန်နဲ့မှန်မှန်ကန်ကန်သိရှိဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီဆက်သွယ်ရေးစနစ်တွေကိုကောင်းကောင်းမွန်မွန်ထားရှိဖို့အတွက်လိုအပ်တာပေါ့နော် ဟုတ်ပါပြီမောင်လေးရဲ့ဆိုတော့ဒီ7ခုနှစ်ချက်စလုံးကတကယ်ကိုမှအရေးကြီးပြီးတော့လေဒီစကိုင်းတိုင်းမှာရှိနေတဲ့ကျမတို့ပြည်သူတွေရဲ့လက်ရှိအခက်အခဲနဲ့ဘယ်လိုမျိုးတွေကူညီသင့်လဲဆိုတာကိုဒါရှင်းရှင်းလင်းလင်းကိုမှဖော်ပြပေးနေရပဲလीเนาะဆိုတော့ဒီ Center for Anya Study ရဲ့ဒီလိုမျိုးမြေပြင်အခြေအနေတွေကိုတကယ်ဆန်းစစ်ပြီးတော့မှထုတ်ပြန်ထားတဲ့ဒီအစီအခံစာမျိုးကဒီအကူအညီပေးမဲ့သူတွေတက်ကိုတကယ်ကိုအထောက်ကူပြုရလို့ဆိုလို့ရမယ်เนาะမှန်ပါတယ်မရှင်ကြီးရဲ့ဒီအစီအခံစာမှာပါတဲ့အချက်အလက်တိုင်းက တက်ဆိုင်သူတွေအားလုံးကပူးပေါင်းပြီးတော့မှချစ်ချစ်ရအောင်တဲ့ကုညင်ကေစီရဲ့လုပ်ငန်းတွေလှုပ်ဆောင်နိုင်ကြပါစေလို့ပဲဆုတောင်းပေးရမှာပေါ့နော်။ဟုတ်ကဲ့ပါဒီနေ့အစီအစဉ်ကနေပြီးတော့ပေါ့နော်စကိုင်းတိုင်းငလင်တန်တဲ့ဒေသခံတွေရဲ့အခြေအနေနဲ့ပတ်သက်တဲ့အရေးကြီးတဲ့အစီအစဉ်ကအကြောင်းကိုကျမနဲ့အတူကျွန်တော်ခေရနိုင်တို့ကအစီအစဉ်တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်နားဆင်ပေးတဲ့ပရိသတ်အားလုံးကိုလည်းကျေးဇူးတင်ပါတယ်နောက်ပတ်မှလည်းပိုပြီးစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုကျမရှင်းနေတဲ့အတူကျွန်တော်ခေရနိုင်တို့ပြန်လာခဲ့ပါအောင်မယ် 阿龙们，再见，再见，再见，拜拜。拜拜